အရင်တော့ကဂျိုးရန်ဆိုတဲ့ရုပ်ရှင်ကားတကားကိုရှိပြီလေ။အဲ့ဒီကားကဆင်းရဲတဲ့မိသားစုနှစ်စုကိုအခြေခံပြီးတော့ရိုက်ထားတဲ့ကားအဲ့ဆင်းရဲနေမိသားစုကဆီမှာသူတို့တွေဆင်းရဲနေတဲ့အချိန်မှာတော့ကြာတယ်တယောက်နဲ့တယောက်ပါနေကြူညီကြတယ်ရိုင်းပင်းကြတယ်ပြုံးဖို့အရင်ကောင်းကြတယ်ဒါပေမဲ့သူတို့တွေကတယောက်နဲ့တယောက်အဆင်ပြေလာတဲ့အချိန်ကြတော့ရန်နေဖြစ်ကြအောင်အဲ့ဒါ ဘာကိုပြောချင်တာလဲဘာကိုပြချင်တာလဲဆိုတော့ဒီဇကာကမူရိကြမထားနိုင်တာမူရိကြအားနေတာကိုပြချင်တာအဲ့လိုပဲကျမတို့တငယ်ချင်းတွေထဲမှာပဲဖြစ်ဖြစ်တယောက်ယောက်ကကိုထက်ညှင့်သွားတဲ့နေရာရောက်သွားတယ်ကိုမရနိုင်တဲ့နေရာတနေရာကိုရောက်သွားခဲ့ရင်ကျမတို့တွေကလေမူရိကြပွားပေးရမှာကျမတို့တော်တော်များများကမူရိကြမပွားပေးနိုင်ကြဘူးဒီလိုမျိုးလက်ခုပ် မတီးပေးနိုင်အဲ့လိုမူရိတာမပွားပေးနိုင်တဲ့အချိန်မှာရေဦးတော်ကိုကမနာလိုဝန်ကြိုစိတ်နေတယ်ရေဦးတော်ကုလောင်ရယ်ကိုမရောက်နိုင်တဲ့နေရာကိုမရနိုင်တဲ့အောင်မြင်မှုတစ်ခုကိုကိုယ်တကယ်ချင်းကရပါရင်ဆိုတဲ့အချိန်မှာကိုကလက်ခုပ်ကိုကိုကတီးပေးလိုက်တယ်ကိုရဲ့စိတ်ထဲကစိတ်ရင်းနဲ့ကိုကမူရိတာထားပေးလိုက်တယ်ဆိုရင်ကိုကရေဦးတော်ကိုရင်အေးချမ်းသွားတာလေပြောရှင်သွားတယ်ကိုလည်းအေးချမ်းသွားတယ် အဲ့ဒီအတွက်ကြောင့်လေလက်ခုပ်တီးဖို့မမေ့ပါနဲ့လို့ပြောချင်တာ